Baby Monster အဖွဲ့ဟာ2025 Mama Award မှာ K-pop Demon Hunter ရဲ့ Golden တခြင်းကိုအာယွန်၊ Rora နဲ့ Farida တို့ကတိုက်ရိုက်ချော်ပြေခဲ့ပါတယ်။ဒါပေမဲ့ဒီလိုအချိန်ကြာမြင့်စွာစောင့်မျှော်ခဲ့ရတဲ့ချော်ပြေမှုအပေါ်တုံ့ပြန်မှုတွေကတော့အခုချိန်ထိအမြင်မျိုးမျိုးကွဲပြားနေပါတယ်။ ချို့ပြည်သက်တွေကအဖွဲ့ရဲ့အဆိုစွမ်းရည်နဲ့တခြင်းတွေကအမြင့်ဆုံး notes တွေကိုတိုက်ရိုက်ဆိုနိုင်မှုကိုချီးကျူးနေကြချိန်မှာတခြားသူတွေကတော့ဖျော်ဖြေမှုကိုရောဖေဗီမင်းစကားရဲ့အဆိုပိုင်းကိုပါဝေဖန်နေကြပါတယ်ပရိသတ်အချို့ကအဖွဲ့ရဲ့အဆိုစွမ်းရည်အတန်ထင်းချုံနိုင်မှုနဲ့ခက်ခဲတဲ့တခြင်းကိုလူ9000ရှိမှတိုက်ရိုက်ဆိုရဲတဲ့တတိကိုအဓိကချီးကျူးကြပါဗျာ။ အာယုနဲ့ဖာရီတာတို့ရဲ့အတန်နေအတန်ထားကပပကြောင်းလဲမှတ်ချက်ပြုကြပါတယ်။တချို့ကတော့အာယုရဲ့အတန်မြင့်လွန်းတာဟာနားထောင်ရခက်ခဲပြီးနားကျင်စေတယ်လို့ဝေဖန်ပါတယ်။သူတို့ကအဆိုကောင်းတယ်ဆိုတာအတန်မြင့်တာကိုပဲဆိုလိုတယ်လို့ထင်နေပြီးဆိုဟန်ကိုပြောင်းလဲတင်ကြအောင်အကြံပြုကြပါတယ်။ မင်းနှုတ်တွေက အဟင်းနေတယ်လို့ဖြစ်နေတယ်လို့လည်းပြောဆိုကြပါတယ်။အာယွန်းဟာစေကျော်တဲ့အရွယ်သာရှိသေးတာကြောင့်သူ့စီကအလွန်မင်းပြည့်ပြည့်စုံမှုကိုမျှော်လင့်ပြီးရက်ဆက်စွာဝေဖန်တာမျိုးမလုပ်တင်ကြောင်းလည်းတတိပေးပြောဆိုမှုများရှိပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။